ကျမတော်မူကြပါသောခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘလ22ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့မြဝတီ KK ဖက်ကိုစစ်တကဝင်ရောက်စီးနှင်ရှိတဲ့အတွက်ကြောင့်တရုတ်ထိုင်းအပါအဝင်နိုင်ငံခြားသား300ကျော်နဲ့ပြည်တွင်းအလုသမားများရချီထွက်ပြေးပြီး KK ဖက်ကိုစီမံခန့်ခွဲနေတဲ့ BGF က ဂိတ်ပွင့်ပေးထားကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်မှာရှိတဲ့ KK ဖတ်ကြားဖြန့်ရုံတွေကိုအကြပ်ဖတ်စစ်တကဝင်ရောက်စီးနေရန်ရောက်ရှိနေပြီ။နိုင်ငံခြားသား300ကျော်ထွက်ပြေးတင်ဆောင်နေကြောင်းနေဆက်မှကရင်တရင်ရင်မြစ်ကဆိုပါတယ်။အော်တိုဘားလ22ရက်နေ့မနက်၈နာရီခန့်မှာမြောက်ဝတီမြို့တောင်ဘက်မှာရှိတဲ့ KK ဖတ်ကြားဖြန့်ရုံတွေကိုအကြံဖတ်စစ်တပ်ကဝင်ရောက်စီးနှင်းရရောက်ရှိနေခြင်းကြောင့်တရုတ်နဲ့ထိုင်းနိုင်ငံသားများအပါအဝင်နိုင်ငံခြားသား300ကျော်ထွက်ပြေးတင်းရှောင်နေကြောင်းသိရှိရပါတယ် လက်ရှိအချိန်ထိထွက်ပြေးတင်းရှောင်နေရတဲ့နိုင်ငံသားတွေဟာထိုင်းနိုင်ငံဘက်ချမ်းကိုကန့်ကွက်ရန်လှုံ့ဆော်နေပြီး KK ဘက်ကိုစီမံခန့်ခွဲနေတဲ့ BGF တပ်ဖွဲ့တွေကလည်း KK ဘက်အတွင်းမှာရှိတဲ့တကားများနဲ့ဂိတ်များကိုဖွင့်ပေးထားကြောင်းသိရှိရပါတယ်ဒီနေ့မနက်၈နာရီမှာမြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ KK ဘက်ကြားဖြန့်ရုံကိုစစ်တပ်ကဝင်ရောက်စီးနင်းဖို့ရောက်နေတယ်လို့သိရတယ်တရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်အခြားနိုင်ငံသား300ကျော်ထွက်ပြေးတင်းရှောင်နေရတယ် ကေကေဖက်ကိုဝင်စီးတော်မယ်ဆိုပြီး BGF ကတကားတွေဖွင့်ပေးထားတယ်လို့သိရှိရပါတယ်။တရုတ်တွေထိုင်းတွေကန်ကူဖို့လီဂိတ်တွေဘက်ကိုဆင်းလာနေတယ်။ထိုင်းဘက်ချမ်းကိုတော့မကူရသေးဘူး။စစ်တပ်နဲ့ BGF ကကေကေဖက်ဆိုင်နာမှာပဲရှိနေသေးတယ်လို့ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။ကေကေဖက်ကိုစွန့်ခွာလာတဲ့နိုင်ငံသားများအနက်မှာထိုင်းနိုင်ငံသားတွေဟာထိုင်းအာဏာပိုင်များကပြန်လည်ခေါ်ယူနေပြီးအခြားနိုင်ငံသားတွေကိုကူးကွယ်မပေးကြောင်း ပြည်ရင်းမှာမြန်မာများကတော့မြောက်ဝတီမြို့နဲ့ရွှေကုတ်ကိုဘက်ကိုတွားရန်ကြိုးစားနေကြကြောင်းသိရှိရပါတယ်။မြောက်ဝတီမြို့ဘက်ကိုတွားနေကြတယ်။ထိုင်းဘက်ကပြေးမဝင်ဘူး။ကန်ကူမခံဘူး။တချို့တရုတ်တွေကို BGF ကကားတွေနဲ့ခေါ်ထုတ်နေတယ်။ထိုင်းတွေကတော့ထိုင်းဘက်ကိုထိုင်းစစ်တပ်မမြင်တဲ့ဂိတ်တွေဘက်ကနေပြန်ကူပေးနေတယ်။ထိုင်း150ကျော်ထိုင်းဘက်ကိုပြန်ရောက်သွားပြီလို့သိရတယ်လို့ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။အော်တိုဘာလ19ရက်နေ့ကလည်းအကြံဖတ်စစ်တပ်ကမြဝတီမြို့နယ်အတွင်းမှာရှိတဲ့ KK ဘက်ကိုစီးနင်းခဲ့ရမှာ စောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀လေးတပ်တိုက်အလုံး၂၀ငါးတပ်တိုက်၂လုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်20လုံးနှစ်ထပ်တိုက်ဈေးဆိုင်ကန်30လုံးတစ်ထပ်တိုက်915လုံးနှစ်ထပ်တိုက်920လုံးလေးတပ်တိုက်910လုံးစောက်လက်ဆနှစ်ထပ်တိုက်21လုံးသုံးထပ်တိုက်10လုံးလေးတပ်တိုက်9လုံးငါးတပ်တိုက်9လုံးနဲ့တစ်ထပ်တိုက်စီဘီကန်နှခန်းတို့တွေ့ရှိခဲ့ကြောင်း Starling ဆလောင်အစုံ30နဲ့ဆက်ဆက်ပစ္စည်းများကိုတင်ဆက်ရမိခဲ့ပြီး အလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးကိုတွေ့ရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့နိုင်ရကစခန်းကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုအေကကြားဖြတ်ပိတ်ဆို့တိုက်ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပရမ်းမြို့နယ်ရခိုင်ရိုးမပေါ်နယ်ရီကန်တံပေါ်မှာရှိတဲ့လေကြောင်းရံကာကွယ်ရေးဘီယောစကန်ကိုလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုအော်ရကတ်တော် AA က ကြားဖြတ်တက်ခိုက်လျက်ရှိတယ်လို့သိရှိရပါတယ်။ယခုရပိုင်းအတွင်းမှာနေရီကန်စကန်ကိုတက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းတွေကိုအေကလန်ခုလမ်းမှာနေပြီးကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်နေရာအနက်တိုက်ပွဲပြင်းထန်လျက်ရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တအူးကပြောပါတယ်။စစ်ကြောင်းတွေခွဲပြီးတက်လာတာအဓိကကတော့နေရီကန်လေကြောင်းရံကာကွယ်ရေးတပ်ကိုလာတာအဲ့ဒီမှာလမ်းမှာပိတ်ဆို့တိုက်ခိုက်ခံရတာတိုက်ပွဲကအေအေးသိမ်းထားတဲ့အုတ်ထုတ်တောင်နာမယောဗစီနာမယောဖြစ်နေတာလို့ဆိုပါတယ်။ ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေဟာနေရီကန်လီကျောင်းရံကာကွယ်စခန်းကိုထိုးပေါက်ရောက်ရှိနိုင်အောင်အပြင်းထန်ကြိုးစားနေတဲ့အတွက်အေကကြားဖြတ်တက်ခတ်၍တိုက်ပွဲမှာယခုကဲ့သို့နေရအနှံ့ပြဖြစ်နေခြင်းလေးဖြစ်ပါတယ်။သူတို့ကနေရီကန်တောင်ထိပ်ကိုရောက်အောင်ထိုးပေါက်ဖို့ကြိုးစားနေတာလမ်းကြောင်းတွေအမျိုးမျိုးခွဲပြီးစစ်ကြောင်းထိုးတယ်ဒီဘက်တော်လိုင်းရင်ဘက်တွေကအတက်မခံဘူးဖြတ်တိုက်တယ်အေးသိမ်းထားတဲ့အုတ်ထုတ်တောင်ကိုလည်းသူတို့ပြန်ရဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ အကြံဖတ်စစ်တပ်ဘက်မှစစ်ကြောင်းတွေဟာဇင်ပြောနဲ့ဗရန်စုံကိုအမြောက်ကြီးတက်မှစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးလီကြောင်းပစ်ကူနဲ့နေရောညပါပစ်ကူပေးကထိုးစစ်ဆင်လျက်ရှိကြောင်း၎င်းကဆိုပါတယ်ဒီမနက်တင် jet drone တွေနဲ့ပစ်တာစေခြင်းလောက်ရှိနေပြီးနေရောညပါပစ်နေတာလို့ဆိုပါတယ်အဆိုပါစစ်ကြောင်းနဲ့လက်ရှိတိုက်ပွဲမှာပစိကြီးရွာအနီးတဝိုက်နဲ့ဂုတ်ကြီးစခန်းအောက်မှာရှိတဲ့ကာကင်စကန်ဖြစ်တယ်အော်တိုတောင်ကာကင်စကန်အနီးအနောက်ဝွင့်ကျင်မြောက်မှာဖြစ်ပွားလျက်ရှိနေတယ်လို့သိရှိရပါတယ်။အော်တိုဘာလ15ရက်နေ့က အေအေရဲ့ထုတ်ပြန်ချက်ထဲမှာနေရကံဗျူဟာဂုံးကိုအပြစ်သက်သိမ့်ပိုက်ရယူရန်အတွက်အနေငယ်သောလက်ကျန်နေရအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတကယ်တော့ကစင်ကလေးရထွက်ပြေးနေကြတဲ့ရန်သူတွေနဲ့လည်းနေရအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလေရှိတယ်လို့ဖော်ပြထားပါတယ်။အော်တိုဘားလ၁၉နှစ်ကထုတ်ပြန်ချက်ထဲမှာလည်းနေရကံလေးကြောင်းရန်ကာကွယ်တက်မှကစင်ကလေးရထွက်ပြေးနေကြပြီးတပ်ဖွဲ့ဝင်အချို့ကအေအေထံမှအလံဖြူလက်နက်ချ လင်းဝင်ရောက်လျက်ရှိကြတကယ်တော့အချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးမှုများရှိနေတယ်လို့ဖော်ပြထားပါတယ်။အရကတက်တော်အေနဲ့ရင်ဆိုင်တိုက်ပွဲများမှာအမြဲတမ်းရှုံနေနေတဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တာအဆိုပါဗျူဟာကုန်းမကျရှုံစေရအတွက်လေချောင်းပစ်ကူစစ်ကူများအဆက်မပြတ်ပိနေတဲ့ကြားမှာအရကစစ်တီတော်များအကောင်းဆုံးတုံ့ပြန်ခံစင်များနဲ့တူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့အေအသိမ့်ပိုက်ထားတဲ့666ပွိုင်ဂုံးကိုပြန်လဲထိုးစစ်ဆင်တဲ့စစ်တပ်စစ်ကြောင်းအခြေမလဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်။အရခတ်တော်အေအသိမ့်ပိုက်ထားတဲ့ပကိုးတိုင်းပန်းတောင်မြို့နယ်ပကံကွေးပကံကွေးကြီးရွာအနီးမှာရှိတဲ့666ပွိုင်ဂုံးကိုအော်တိုဘလ20ရက်နေ့ကပြန်လဲထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာအခြေမလဖြစ်နေတယ်လို့တရင်ရရှိပါတယ်။စီးရီတရင်ရှိမြစ်တူကတိမ့်ပိုက်ခံထားရတဲ့စကန်းကိုပြန်လဲရရှိဖို့အတွက်ထိုးစစ်ဆင်စူးစမ်းနေပေမဲ့ စစ်ကောင်စီဘက်ကစည်ရေးအရာရင်းနေပြီးလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲမှာပြည်သူစစ်အချို့ထပ်မံသေဆုံးမှုရှိနေတယ်။အကြအဆုံးများပြီးရှေ့ကိုတက်မရောက်ဖြစ်နေပါတယ်လို့၎င်းကဆိုပါတယ်။၎င်းပကံကွဲကြေးရွာတောင်ဘက်9ကီလိုမီတာအကွာအဝေးမှာရှိတဲ့အကြံဖတ်စစ်တရဲ666ပွင့်ကုန်းကိုအော်တိုဘန်14ရက်နေ့ကအာရကတ်တပ်တော်မှအပြစ်တပ်သိမ်းပိုက်ခဲ့ပါတယ်။၎င်း666ပွင့်ကုန်းဟာကပ္ပစာ16ရဲ့အတိကကာကင်စကန်ကြီးဖြစ်တဲ့အပြင်ရိတ်ခါထောက်ပို့နေတဲ့စကန်ဖြစ်တဲ့အတွက် စစ်တပ်ကအစိုးပါပွိုင်ကုန်းကိုပြန်လည်သိမ်းပိုက်ရန်ရည်ရွယ်ချက်နဲ့ပြန်လည်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်တယ်လို့သိရှိရပါတယ်။လက်ရှိကတော့63လုံးပွိုင်ကုန်းအနီးအနားမှာနှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်နေပါတယ်။သူတို့စစ်တပ်ဘက်ကပြန်လည်ထိုးစစ်ဆင်နေတာဒရုန်းနဲ့ပစ်တဲ့ဂျက်နဲ့လာပစ်တယ်။ပြင်းရင်ဝိုင်တွဲနဲ့ဘုံချတယ်အခုလိုလေရင်ကဘုံကျဲတောင်းစစ်ကြောင်းက63လုံးပွိုင်ကုန်းအနီးပဲရောက်သေးတယ်။အဲ့ဒီမှာဖြစ်နေကြတာဂုံးပေါ်ကိုမတက်နိုင်သေးဘူးလို့၎င်းကဆိုပါတယ်။၎င်းပကံကွဲကြီးရောအနီးမှာရှိတဲ့ 666.6ပွိုင်ကုန်ကျသွားတဲ့အတွက်ကပ္ပဆာ16အတွက်စိုးရင်ရရမှာပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ပါတယ်စစ်တပ်ရဲ့666ပွိုင်ကုန်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတစ်ခုသာလှုပ်ရှားမှုရှိနေပြီးညောင်ကျိုးကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းဆင်လန်စခန်းမှာစစ်ကြောင်းတို့ရဲ့လှုပ်ရှားမှုတွေမှာယခုရက်ပိုင်းမှာရက်နေတယ်လို့ဒေတာခန်စီရေးတရင်ရှိမြစ်ကဆိုပါတယ်အခုက666လုံးဘက်ကိုပဲပြစ်ခတ်တံတွေကြားနေရတယ်ဒီကားလန်ဘက်တွေကငြိမ်နေတယ်တခါတရံတော့ drone လက်နက်ကြီးပစ်တာရှိတယ်လို့ဆိုပါတယ် စစ်ကော်မရှင်ဟာရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုအရခတ်တတော်အေလက်ထဲမှာပြန်လည်ရယူပေးမယ်လို့ကြွေကြော်ပြီးအင်အားထောင်ချီနဲ့စစ်ကြောင်းများစုခွဲကထိုးဖောင်နေပေမဲ့ညောင်ကျူးကြီးရောစခန်းကိုမကျော်နိုင်ပဲဖြစ်နေတယ်လို့သိရှိရပါတယ်။အဲဒီလိုမထိုးဖောင်နိုင်ပဲဖြစ်နေတဲ့တမကနိုင်ငံတော်ရဲ့အရေးအကြီးဆုံးလက်နက်ခဲယမ်းများထုတ်လုပ်နေတဲ့စစ်ပစ္စည်းစစ်ရုံကပ္ပဆာ16ရဲ့ဝင်ပေါက်ကာကင်းတစ်ခုကိုပါ အေးထမ်းမှပူပူနွိနွိအသိခံလိုက်ရတဲ့အတွက်မြန်မာအကြံဖတ်စစ်တမအရှက်ရစရာဖြစ်နေတယ်လို့လည်းကောင်းကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့လှိုင်းတရာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်မှုရဲများထိခိုက်မှုရှိနေကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလှိုင်းတာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ပုံပစ်သွင်းတက်ခဲ့ရမှာရဲများထိခိုက်မှုရှိနိုင်ကြောင်း Operation Flame အဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အော်တိုဘလ27ရက်နေ့ ည9:48မိနစ်ခန့်မှာလိုင်တာယာမြို့နယ်အနောက်ပိုင်းအနောက်ယထလက်မပေါ်မှာရှိတဲ့တောင်ကြီးရေစကန်ကိုတော်လန်ရေးတပ်ဖွဲ့တွေကလက်ပစ်ဘုံ၃လုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေမှာရေစကန်ဝင်းအတွင်းမှာရှိတဲ့ရေများထိခိုက်မှုရှိပြီးအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရေစကန်ဝင်းကိုလူနာတင်ကားများဝင်းရောက်သွားကြောင်းသိရှိရပါတယ်။တောင်ကြီးရေစကန်ဟာအချမ်းဖတ်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေကြပြီး ီသူများကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့လှိုင်းတရားရစ်တပ်ဖွဲ့ကို Operation Flame Firepower အထူးစစ်စင်ရေးစီရေးပြမဲ့ဖြစ်တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်။လှိုင်းတရားအနောက်ပိုင်းတောင်ကြီးရေစကန်ကိုလက်ပစ်ဘုံ၃လုံးပစ်သွင်းတက်ခတ်ခဲ့တာပါ။ရေစကန်ဝင် gate ကင်းနားမှာကြောက်ရောက်ပေါက်ပြီးရန်သူတိုက်ခိုက်မှုရှိနေပါတယ်။ရေစကန်တဲကိုစေယုံကားတွေဝင်သွားတယ်လို့မြေပြင်သတင်းရသိရှိရပါတယ်လို့ Operation Flame အဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။အစူပါတိုက်ခိုက်မှုကို Operation Flame နဲ့တူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြတ်တိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Operation Flame အနေနဲ့အကြံဖတ်စစ်ကောင်စီပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ဘဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးအတူလက်တွဲပြီးအကြံဖတ်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းသိရှိရပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့မြန်မာချက်ပတ်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ရလက်ကိုကန့်ကွက်အတိမတ်မပြုတ်ကြရန်နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များညီလာခံမှာ CRPH ကတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာအချက်ပတ်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ရလက်ကိုကန့်ကွက်အတိမတ်မပြုတ်ကြရန်နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များညီလာခံမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကတောင်းဆိုလိုက်ပါတယ်။ ော်တိုဘားလ19ရက်နေ့မှာအော်တိုဘားလ23ရက်နေ့ထိ9ရက်အကြာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပလျက်ရှိတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်မြောက်ညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မှဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မန်အောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်စင်မှာအဲ့ဒီလိုတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။အချမ်းပတ်စစ်တပ်ကနေဆက်ဖြတ်ကျော်မှုကင်းတွေအွန်လိုင်းလိမ်လည်မှုတွေကနေအကျိုးအမြတ်ရနေပါတယ်။ စစ်အာဏာရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှာအွန်လိုင်းလိမ်လည်မှုတွေနဲ့ကြားဖြန့်စင်နာရီကိုတရားဝင်ရည်တည်နိုင်အောင်ကူညီလှုပ်ဆောင်တာနဲ့အတူတူပဲဆိုတော့ကိုနိုင်ငံတကာကိုသိစေချင်ပါတယ်လို့ဒေါက်တာဝင်းမြတ်အေးကပြောဆိုပါတယ်မြန်မာအကြမ်းဖက်စစ်တကောင်ဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လီကျောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနဲ့အကြမ်းဖက်မှုများရင်းလုံရက်တွေကြောင့်နေရစွန့်ခွာနေပြီးဒုက္ခများနဲ့ရင်ဆိုင်နေရတဲ့ ပြည်တွင်းမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများနဲ့အခြားနိုင်ငံများမှာရှိတဲ့ရွှေပြောင်းမြန်မာပြည်သူများရဲ့အခြေအနေများနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို CR page ကရှင်းပြခဲ့ပြီးအကြံဖတ်စစ်အုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိတဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ရလတ်ပေါ်ကန့်ကွက်ပေးရေးအတိမတ်မပြုရေးမတရားဖန်ဆီးထိန်းသိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲများရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည့်နှစ်အထူးထွေရွေးကောက်ပွဲမှာရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်များနဲ့ ီတောင်စုလွတ်တော်ကိုစားပြုကော်မတီကိုကဘာလွတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြုရေးလက်ရှိပြစ်ပကတ်ဖြည့်ရှင်းရင်းနဲ့ရေရှည်တည်တံ့တဲ့အဖြေရှာခြင်းများမှာတော်လိုင်းအင်အားစုရဲ့ဆောင်ရွက်သားမဲ့လုပ်ငန်းစဉ်အပေါ်ကိုတည်ရောက်တဲ့ပံ့ပိုးကူညီမှုများရရှိစေရေးလို့အထက်ကထဆွေးနွေးတိုက်တွန်းခဲ့ကြောင်းသိရှိရပါတယ်။ CRPH မှာမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကအော်တိုဘလ16ရက်နေ့အာရှပစိဖစ်အုပ်စု Asia Pacific Group နဲ့အမျိုးသမီးလွတ်တော်ကိုယ်စားလှယ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးအော်တိုဘလ20ရက်နေ့မှာ အမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်များကိုတက်ရောက်ခဲ့ကမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့မှကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကိုယ်စားပြုဖြစ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို IPU ရဲ့ အတိကစွနိဘတ်မိဖတ်ဖြစ်အတိမတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားခြင်းလည်းဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ